2 Kings chapter 6, verse 13, 14, 15, up to 17. မေဆွေတို့မင်္ဂလာပါဒီနေ့ကတော့ကောင်းကင်တမန်များအကြောင်းကိုလဲလာတဲ့ဗီဒီယိုဖိုင်ဖြစ်ပါတယ်အာဒီခရိယန်တွေကတမန်ကျမ်းစာကိုလဲလာတဲ့အခါမှာကောင်းကင်တမန်အကြောင်းကိုလည်းပဲ လေ့လာဖို့လိုတာဖြစ်ပါတယ်ဆိုတော့ဒီကောင်းကင်သမားအကြောင်းလေ့လာဖို့အတွက်အဲဒီဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး6အငယ်73ကနေ79ထိပရောဖက်ကဖတ်ခိုင်းနေတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကဒီခေတ်မှာဒီ online ဒီပေါ်လာတာဖြစ်တဲ့အတွက်အဲဒီ video file ကိုကြည့်ရင်းနဲ့တကွဓမ္မကျမ်းစာကိုလည်းတစ်ခါတည်းလေ့လာလို့ရတာဖြစ်တယ်ဆိုတော့ဒီမယုံကြည်တဲ့သူပေါ့နော်ဒီ မွတ်စလင်တွေပဲဖြစ်ဖြစ်ဟိန္ဒူပဲဖြစ်ဖြစ်ကျွန်တော်တို့လိုနတ်စာပဲဖြစ်ဖြစ်ဗုဒ္ဓဘာသာတွေလည်းပဲအဲဒီဖျားကိုမယုံကြည်ပေမဲ့အဲဒီဖျားတခင်ယုံကြည်တဲ့လူတွေကကောင်းကင်တမန်ရှိတယ်ဆိုတာသူတို့တိတကယ်တို့ဒီမယုံကြည်သူတွေလည်းကောင်းကင်တမန်တွေရဲ့အကြောင်းကိုဘုဒ္ဓရာဖြစ်တိထားဖို့လိုမှာဖြစ်ပါတယ်ဆိုတော့ဒီအစစ်စစ်မှာဒီအမြုတမိတယောက်က ဘုရားတခင်ရဲ့ကောင်းကင်တမန်နဲ့အများကြီးဒီဖျားเจ้าကိုဆင်းလာတာကိုသူတွေ့ရတဲ့အခါမှာလုံးဝတီဆောက်ရမရဖြစ်သွားရတာဖြစ်တယ်။အဲကောင်းကင်တမန်ပဲဆင်းလာတာမဟုတ်ဘူးယေရှုခရစ်တော်ကိုဒီမှာ prophet ရဲ့အနောက်မှာဆင်းလာတာလည်းတွေ့ရတာဖြစ်တယ်။အဲလိုတွေ့တဲ့အခါမှာအင်မတန်ကြောက်ရွံ့ခြင်းတို့ရောက်ကြတာဖြစ်တယ်။ဆိုတော့ကောင်းကင်တမန်မြင်ရတဲ့သူယေရှုခရစ်တော်မြင်ရတဲ့သူဟာကြောက်ရွံ့ခြင်းတို့ရောက်တာကိုဘယ်လိုမှအော်လိန်လို့မရဘူးခံရဒီကြောက်ရွံ့ခြင်း နဲ့เนาะကြောက်ရွံ့ခြင်းနဲ့ခံစားရတာကိုကျွန်တော်တွေ့ရတာဖြစ်တယ်ကျွန်တော်တို့တို့လည်းပဲကောင်းကင်တမန်မြင်တော်၎င်းယေရှုခရစ်တော်မြင်တော်၎င်းကျွန်တော်တို့ကြောက်ရွံ့ခြင်းတို့ရောက်มาဖြစ်တယ်။ဘာလို့ဆိုတော့တို့ကတကိုးနဲ့လာတဲ့အတွက်ဖြစ်ပါတယ်။ဆိုတော့ကျွန်တော်တို့ကိုယ်တိုင်မမြင်တော်ညာလည်းပဲမြင်တဲ့သူတွေကြုံလာတဲ့အခါမှာကျွန်တော်တို့တို့ရှိကနေကောင်းကင်တမန်အကြောင်းကိုလေ့လာဖို့လိုတာဖြစ်ပါတယ်။ဆိုတော့ဒီကောင်းကင်တမန်နဲ့ဆိုင်တဲ့ဂျမ်းတစ်ခုကို ဓမ္မရာဇဝင်စတုထဆောင်းအခန်းကြီး6အငယ်73မှာကျွန်တော်တို့ရေးထားတာကိုတွေ့ရတယ်ဆိုတော့အဲ့ဒါဖတ်ကြည့်အောင်ကျွန်တော်ကတော့ဟိုဟိုဘေကနေဖတ်ပေးမလဲဆိုတော့အခန်းငယ်ရှိကနေဖတ်ပေးမယ်နော်ရှုရရှင်ပင်ဒီဣတေလပြည်ကိုဣတေလပြည်လို့ပြောကဣစရေပြည်ကိုပြောတာဖြစ်တယ်ဣစရေနိုင်ငံကိုစစ်တိုက်၍ဣမီတော်အယအီမီတော်အယ၌ ငါတို့ဒီတချကြကုန်အဟုတိုင်ပင်ကြတော့အခါဆိုရှူရီဆိုတာကစီးရီးယားလူမျိုးကိုပြောတာဖြစ်တယ်ဆိုတော့စီးရီးယားရှင်ပင်ကဒီအစ္စရေးနိုင်ငံကိုဝင်တိုက်มาဖြစ်တယ်တိုက်တဲ့အခါသူတို့ဘယ်ကနေဘယ်လိုတိုက်မယ်ဆိုတာသူတို့တိုင်ပင်ကြတဲ့အခါမှာပြဿနာကဘာဖြစ်တယ်လဲဆိုတော့အငယ်ကိုဖျားတခင်ရဲ့လူဒီတဲ့အစ္စရေးရှင်ပင်ထံတို့လူကူဆေလို့၍အီမီတို့အရက်ကိုတတိပြုပါ ထိုအရက်တို့နော်စီးရီးယားတို့ဒီလာကြပြီတဲ့သူကအဲ့လိုပြောတာဆိုတော့စီးရီးယားတွေကဒီအစ္စရေးနိုင်ငံကိုရှင်ဘင်ကဝင်တိုက်ဖို့စ조사တဲ့အခါဘေကနေလာမယ်ဆိုတာသူတို့ဆွေးနွေးကြတယ်အဲ့လိုဆွေးနွေးတဲ့အခါမှာဒီအစ္စရေးနိုင်ငံမှာရှိတဲ့ပရော့ဖက်ကတိတယ်တိတယ်အတွက်ပရော့ဖက်ကဘာလုပ်လဲဆိုတော့အစ္စရေးရှင်ဘင်တွေကိုကြိုပြောတယ်အေးရှူရရှင်ဘင်တွေလာမယ်နော် လာသူတို့ဒီဘယ်လမ်းကနေလာဘယ်မြို့ကနေလာမယ်ဆိုတာပရိုဖက်ကကြိုပြလိုက်တော့ရန်တူလာမယ့်နေရာကိုအစ္စရေစစ်သားတွေကကြိုးစောင့်နေတာဖြစ်တယ်အဲ့ဒါကြောင့်စီးရီးယားရှင်ပြည်တွေကခဏခဏဆစ်ရှုံးတာဖြစ်တယ်အငဲတစ်ဆယ်ကိုကြည့်အောင်တတိပေးတော့အရတ်တို့အစ္စရေရှင်ပြည်တွေလူကူဆစ်လို့ရတကြိမ်နှစ်ကြိမ်မကရန်တူကိုရှောင်းလေဤတဲ့ရန်တူတို့ကိုရှောင်းလေဤတော့မတိုက်ဘူးပေါ့နော်ရှောင်းတယ်လို့ပြောတာဖြစ်တယ်ရန် အဲဣတေလရှင်ပင်ဒီလူကူဆေလို့တကြိမ်နှစ်ကြိမ်မကရန်တူကိုရှောင်လေဤဆိုတော့ဟိုကရန်တူရဲ့အကြံစင်မထမြောက်ဘူးစီးရီးယားရှင်ပင်ရဲ့အကြံစင်မထမြောက်ဘူးအဲ့တော့ရှင်ပင်ကဘလူတန်တရားရှိဆိုထို့အကြောင်းကြောင့်ရှုရီရှင်ပင်ဒီတဲ့စီးရီးယားရှင်ပင်ဟာစိတ်ပူပန်၍ကျွန်တို့ကိုခေါ်ပြလင်သူငယ်သားတွေကိုခေါ်ပြမှငါတို့တွင်အဘေသူဒီဣစရေရှင်ပင်ပဲနဲ့နေဒီကို ငါအာမပြပဲနေကြသည်နင်ငါတို့ထက်မှတရှူရှိတယ်ဗောနော်တရှူရှိလို့အခုငါတို့လောက်တာမအောင်မြင်ဘူးလို့ရှင်ပင်ကပြောတာဖြစ်တယ်အဲ့လိုပြောတဲ့အခါအငယ်စနစ်အဲ့ဒီစီရီယပ်ရှင်ပင်ရဲ့အောက်ငယ်ငယ်သားတယောက်ကဘလို့ပြောတယ်လဲဆိုတော့ကျွန်တယောက်ကတဲ့ထူထူမဟုတ်ပါတဲ့အဲ့လိုမျိုးတရှူနဲ့တွားပြီးမှတည်င်းပို့တာမဟုတ်ဘူးတဲ့အရှင်မင်းကြီးကိုတော်ဆက်တော်မူခန်းထဲ၌မိန်တော်မူသောစကားကိုပြင်းတဲ့အဲ့ဒီ စီးရီးယားရှင်ပြီးအိတ်တဲ့အိတ်ခန်းကနေတပြည့်တွေကိုမာတဲ့စကားကိုတဲ့ Israel ပြည်နဲ့ရှိတော့ Prophet Elisha တည်းတဲ့ကြားတယ်တဲ့နော် Prophet ကကြားတယ်တဲ့ Israel ရှင်ပြီးအပြန်ပြောတတ်ပါတယ်ဟုလျှောက်လေ၏တဲ့မိန်တော်မူသောစကားကိုပြီးဣတေလိုက်ပြည်နဲ့အ Israel ပြည်နဲ့ရှိတော့ Prophet Elisha တည်း အစ္စရေရှင်ဘင်းကိုကြိုပြီးမှပြောပြလက်ရှိတယ်ဆိုတော့ပရောဖက်ကအဲ့လောက်ထိမြင်နိုင်ကြိုင်းနိုင်တဲ့အခွင့်ရှိတာဖြစ်တယ်။ဒါကုဒါကဓမ္မဟောင်းမှာဓမ္မတက်ကာလမှာကြတော့အဖက်အခန်းကြီးလေအငယ်စတိစနစ်မှာဖတ်လို့ရတယ်။ပရောဖက်ကိုဆဲလို့တဲ့ဒီလိုမျိုးစုကျေစုပေးထားတာဖြစ်တယ်။အဲ့တော့ဒီတခါစီးရီးယားရှင်ဘင်းကဘာလုပ်ဖို့လို့ဆိုစစ်မတိုက်ပဲနဲ့ဒီပရောဖက်ကိုဖမ်းမှာဖြစ်တယ်။အဲ့လိရှေ့ကိုဖမ်းမှာဖြစ်တယ်။ ရှင်ပင်ကလည်းသူဒီအဘေရနဲ့ရှိတဲ့ကိုတွား၍ချောင်းကြလော့သူ့ကိုဖမ်းဆီးခြင်းကငါဆလူမျိုးမိန်တော်မူပြီးဒေါတာမျိုးနဲ့ရှိပါတယ်ဟုလျှော့လေ၏ဆိုတော့ဒါဆိုဒီတခါစစ်မတိုက်ဘူးအဲ့ဒီ prophet ကိုဖမ်းမှဖြစ်တယ်နော်ဆိုတော့အဲ့ဒီ prophet ဘယ်မျိုးမှရှိတယ်လို့ရှင်ပင်ကမဲတော့ဒေါတာမျိုးမှရှိတယ်တဲ့ဒါအစ္စရေးနိုင်ငံတဲမှာသူမျိုးသူမျိုးတို့မင်းစစ်သူရဲ့ ယထာစီတရေဘူချေများကိုဆလွတ်တဖြင့်ညအခါရောက်၍ဒေါတာမျိုးတို့ရောက်၍မြို့ကိုဝိုင်းကြ၏ဆိုတော့ပရိုဖက်ရှိတဲ့မြို့ကိုဘဒူဒီလာဆိုတော့ရှုရိရဲ့မင်းစီတရေတွေလာတယ်ယထာစီတဲ့တရေတွေလာတယ်ဘူချေများပါတယ်ဟာအချစ်တတ်မကြီးကိုချီမလာတာဖြစ်တယ်ပရိုဖက်ကိုဖမ်းဖို့စစ်တိုက်ဖို့မဟုတ်ဘူးနော်ပရိုဖက်ကိုဖမ်းဖို့မြို့ကိုဝိုင်းတာတယ်တဲ့နတ်နဲ့စောစောဖယားတခင်ဤ จွန်ดิถ่าอยู่ปิ่นโตถั่วตอกะเตะအဲ့ဒါဘာကိုဆိုလဲဆိုတော့ဒေါတာမျိုးမှာ prophet elision နဲ့သူ့တပည့်ကရှင်းနေတာဖြစ်တယ်ဆိုတော့ဘ누구ကအရင်အိယာထားတယ်ဆိုတော့ elision ရဲ့တပည့်ကအရင်အိယာထားပြီးမှအပြင်ကိုထွက်ကြည့်တဲ့အခါမှာပါတွေ့ရလဲဆိုတော့အခုနရှုရရှင်ပြင်ဝိုင်းထားတာကိုတွေ့ရတာဖြစ်တယ်မင်းစီတရေယထာစီတရေဘူချေတို့ဒီဒေါတာမျိုးကိုဝိုင်းလက်ရှိတည်ချစ်၍အိုးတခင်ဒါကဖျားကိုခေါ်တာမဟုတ်ဘူး prophet ကိုခေါ်တာ နော်ယူတယ်ဆိုခေါ်တာအဘေတို့ပြုရမည်နေဟုမိမိတခင်အားဆိုရင်ပရောဖက်ကိုအလင်းမြန်ပြောပြတယ်ငါတို့ဘယ်လိုလုပ်တော့မလဲရှုရရှင်ပြင်းနေငါတို့ဝိုင်းထားပြီလို့ပြောတာဖြစ်တယ်အဲ့တော့အေလိရှေပရောဖက်ကဘာပြောလဲဆိုတော့နောက်တော့ကြည့်အောင်အေလိရှေကမစိုးရင်နဲ့ငါတို့ဘဲ၌နေတော့သူတို့ဒီရန်သူတို့ဘဲ၌အခုအဲ့ဒီမြင်ရတဲ့ရန်သူတို့ဘဲ၌နေတော့သူတို့ထက်တာ၍များကြသည်ဟုဆိုတယ်တဲ့ ဆိုတော့သူ့တပည့်ကိုအဲ့လိရှေ့ကပြောပြတယ်မပူနဲ့တဲ့အဲ့ဒီနိမီရတဲ့အဲ့ဒီရှုရိရှုရိမင်းစီသူရဲ့ရထားစီသူရဲ့အဲ့ဒီသူတို့ထက်ငါတို့ငါတို့ဘက်မှာနေတဲ့သူကပိုများတယ်လို့ပြောတာအဲ့ဒါဘု து ကိုဆိုလိုတာလဲဆိုလို့ရှိရင် ကောင်းကင်တမန်ကိုဆိုလိုတာဖြစ်တယ်အဲ့ဒီမှာအဲ့လိရှေ့ကသူ့တပည့်အတွက်ဆုတောင်းပေးတယ်ဖခါကိုအိုထာဝရဖခါဤသူဒီမြင်နိုင်မြင့်အကြောင်းသူ့ရဲ့တပည့်ကိုပြောတာသူ့တပည့်ဒီမြင်နိုင်မြင့်အကြောင်း သူတပည့်ရဲ့မျက်စိကိုဖွင့်တော်မူပါဟုဆုတောင်းပါတယ်တဲ့ဆိုတော့အေလိရှဲကဖခင်ကိုဆုတောင်းတယ်ငါရဲ့တပည့်ဟာငါတို့ဘက်မှာကောင်းကင်တမန်အများကြီးရှိတယ်အဲ့ဒီရှုရတတ်တဲ့တာရွေ့များတဲ့ဘုရားတခင်ကောင်းကင်တမန်ရှိတယ်ဆိုတာမြင်နိုင်မြင့်အကြောင်းသူတပည့်ရဲ့ဝိညာဉ်မျက်စိကိုဖွင့်ပေးပါလို့အေလိရှဲဆုတောင်းတဲ့အခါဘုရားတခင်နိုင်ညောင်းတယ်ဆိုတော့ဘုရားတခင်နိုင်ညောင်းတော့ဘုရားတခင်ကအဲ့ဒီအေလိရှဲတပည့်ရဲ့မျက်စိကိုဖွင့်ပေးတယ်ဖွင့်ပေးတဲ့အခါဗာမင်ရလဲဆိုတော့ဒီ သူတို့ဘက်မှာကောင်းကင်တမအများကြီးရှိတာကိုအဲ့ဒီခါကျမှမြင်ရတာဖြစ်တယ်။ထာဝရဘုရားတည်ထူလူလင်၏မျက်စိကိုဖွင့်တော်မူသည်ဖြင့်အဲ့လေရှဲပတ်လေ၌တတောင်လုံးသည်တတောင်လုံးသည်နော်မင်းမင်းမီးနဲ့မီးလောင်နေတဲ့မင်းတွေမီးရထားမီးလောင်နေတဲ့ဤထားတွေပြည့်တွေကိုမြင်လေ၏။ဒါကြောင့် ဒီ prophet တွေကသူတို့ကမြင်ရတယ်ပေါ့နော်ဖခင်တခင်ရဲ့ကောင်းကင်တမန်တွေကိုသူတို့မြင်ရတာဖြစ်တယ်အဲ့ဒါကြောင့်ဒါပေမဲ့သူ့တပည့်ကမမြင်ရဘူးဒါပေမဲ့ prophet ကသူ့တပည့်မြင်ရဖို့ဆွတ်တောင်းတဲ့အခါမှာမြင်ရတာဖြစ်တယ်အခုလေဒီဖန်တာပြည်မှာဒီဖခင်ကြောင့်လာတက်တဲ့အခါအမျိုးသမီးတယောက်ကိုကောင်းကင်တမန်တွေဆင့်လာတာကိုမြင်ခွင့်ပေးတယ်ယေရှုခရစ်တော်ဆင့်လာတာကိုမြင်ခွင့်ပေးတဲ့အခါသူမဟာဘလောက်ထိပြပြတလဲခတ်တလဲဆိုတာကိုကျွန်တော်တို့တွေ့ကြည့်ကြမှာဖြစ်တယ် ဒါကြောင့်ယခုခေတ်မှာတရားဟောဆရာတွေတရားဟောတဲ့အခါဟေးငါတို့ဘက်မှာရှိတဲ့သူဟာတပည့်ရန်သူဘက်မှာရှိတဲ့သူထက်များတယ်နော်များတယ်နော်လို့အမြဲတမ်းဟောတာဆိုတော့အဲ့ဒါဒီကျမ်းစာကိုအမည်ပြုမှဟောနေတာဖြစ်တယ်ဆိုတော့တောင်လုံးမင်းမင်းမိထားပြည်တွေကိုမြင်လေဆိုတော့ရှုရတက်ကိုလည်းမြင်ရတယ်အခုအလိရှေရဲ့တပည့်ကပြည်လို့ရှိရင်ဘုရားတခင်ရဲ့ကောင်းကင်တမန်တက်ကိုလည်းမြင်ရပြီဖြစ်တယ်ကဲဒါကြောင့်အခုဒီနေ့ပရောဖက်ကိုတိုင်လည်းပဲ ငါတို့ဘက်မှာရှိတဲ့သူဟာနင်တို့ဘက်မှာရှိတဲ့သူတဲ့တာတယ်လို့သူကတရားဟောမှဖြစ်ပါတယ်ဆရှိရှုရီလူတို့တွေရောက်လာတော့ခါအေလိရှေကအိုသာဝရဖျားဤသူတို့ရဲ့မျက်စိကိုမမြင်စေခြင်းကတန်ခတ်တော်မူပါဟုသူဒီအတိုင်းတန်ခတ်တော်မူ၏ဆိုတော့ prophet elisha ကဆွတောင်းတယ်ဘုရားသခင်အဲ့ဒီရှုရီစစ်ဘူချုပ်တွေအဲ့ဒီမိထားတဲ့ဘူချေတွေအကုလုံးမျက်စိမမြင်အောင်လုပ်ပေးပါလို့ပြောတဲ့အခါအကုလုံးမျက်စိမမြင်ဘူးဖြစ်သွားတယ် ဲ့လိုဖြစ်တဲ့အခါမှာအဲ့ဒီရန်သူကိုမတတ်ဘဲနဲ့သမင်းတေတေချာကျွေးပြီးမှသူတို့ပြူပြန်ပို့လိုက်တာနောက်တစ်ခါဘယ်တော့မှမလာတော့အဲ့ဒါ prophet ရှိတဲ့အတွက်ဖြစ်တယ်ဆိုတော့ prophet ဆိုတာကဝိညာဉ်လောကကိုမြင်ရတဲ့သူဖြစ်တယ်ဒါကိုခရိယာဟုတ်ဒီဖြစ်စေမဟုတ်ဒီဖြစ်စေနားလည်ဖို့လိုတယ်အဲဒါကြောင့် dpd file တွေလေ့လာတဲ့အခါကျွန်တော်ကစမ်းချက်တွေအများအားထည့်ပေးတယ်အဲ့ဒါလေ့လာလို့လွယ်အောင်ထည့်ထားပေးတာဖြစ်တယ်ကဲ So he said go and see where he is that I may send and get him and it was told to him saying surely he is in Dothan therefore he sent horses and chariots and a great army there and they came by night and surrounded the city and when the servant of the man of God arose early and went out, there was a great army surrounding the city with horses and chariots. Mm -hmm. And his servant said to him, Alas, my master, what shall we do? So he answered, Do not fear, mm -hmm. for those who are with us are more than those who are with them. And Elisha prayed and said, Lord, I pray, open his eyes that he may see. Mm -hmm. Then the Lord opened the eyes of the young man mm -hmm. and he saw, mm -hmm. and behold, mm -hmm. the mountain was full of horses mm -hmm. and chariots of fire all around Elisha. Mm -hmm. So those who are with us, ဆိုတော့ခုသူတို့အင်္ဂလိပ်လိုဖတ်တာဖြစ်တယ်ဓမ္မရာဇဝင်စတုထဆောင်းအခန်းကြီး6အငယ်73ကနေအာ16အထိဖတ်တာဖြစ်တယ်ဆိုတော့ဒီနေ့ online မှာရှိတဲ့သူတွေကဗုဒ္ဓဘာသာလည်းဖြစ်နိုင်တယ်မွတ်စလင်လည်းဖြစ်နိုင်တယ်ဟိန္ဒူလည်းဖြစ်နိုင်တယ်ကျွန်တော်လိုနတ်စားလည်းဖြစ်နိုင်တယ်ခရစ်ယာန်လည်းဖြစ်နိုင်တယ်ဆိုတော့ဒီကောင်းကင်တမန်အကြောင်းကိုတမဟောင်းမှာရေးထားပြသဖြစ်တယ် ်တမတစ်မှာလည်းရေးထားပြတယ်ကိုကယုံကြည်သူမဟုတ်ဘူးခရိယာမဟုတ်ရင်တောင်မှကောင်းကင်တမန်ရှိတယ်ဆိုတဲ့ပဟုဒရာရစေချင်လို့ကျွန်တော်ဒီဗီဒိုဖိုင်ကိုဘာသာပြန်တာဖြစ်ပါတယ်အခုတော့ပရောဖက်ကဒီဝိညာဉ်လောကအကြောင်းကိုဘယ်လိုရှင်းပြတယ်နားထောင်ကြည့်အောင် Here to do the work of God. And more than all those enemies of yours. ကျွန်တော်နေတို့ရှိမှာရန်သူအများကြီးရှိတယ်အဲ့ဒါစာတန်ကိုပြောတာ နင်တို့ရှင်မာနင်တို့ကိုနောက်ဆက်တဲ့စာတန်ရှိတယ်ဒါပေမဲ့ဖရာတခင်ကနော် သူ့ရဲ့သူ့ရဲ့အမှုတော်ကိုဆောင်ရွက်ဖို့အတွက်ကောင်းကင်တမန်ကိုသူကဆက်လွတ်ထားပေးတယ်ဒါပေမဲ့နင်တို့ပရိသတ်တွေရဲ့ဘက်မှာကနင်တို့ကိုနောက်ဆက်တဲ့ရန်သူစာတန်အများကြီးရှိတယ်အဘလာမေဘဘောနာ Those who are with us to create and to put solution is. ိုတော့ဒီကောင်းကင်တမန်တွေကငါတို့မှာရှိတဲ့ပြဿနာပေါ့နော်နတ်ဆူပေးထားတဲ့ပြဿနာကိုဖြေရှင်းပေးဖို့ဖြစ်တယ်အန်ဒါဝနောကုတေခဝေဘီယောကုဂွန်ဂျောလာ to work out a miracle for your business အခုလာဝေဘီယာမဘာငါတို့မှာစီးပွားရေးပြဿနာတွေရှိတယ်အဲ့ဒီပြဿနာမှာငါတို့နမိတ်လက္ခဏာနဲ့တူအောင်မြင်လာဖို့အဲ့ဒီကောင်းကင်တမန်တွေကိုဆက်လွတ်တာဖြစ်တယ် our businesses are more than those who are destroying your business ဆိုတော့နင်တို့ရဲ့စီးပွားရေးမအောင်မြင်အောင်မတိုးတက်အောင်ဟန့်တာရတဲ့အဲ့ဒီစာတန်အရဲ့အတွက်ထဲဘုရားတခင်ရဲ့ရကောင်းကင်တမအရဲ့အတွက်ကတာတယ်လို့ပြောတာဖြစ်တယ်ကာဘာဘာစကီဒီဆာပီစနက်စ်ဆို those who are with us to give you wisdom အဲ့ဒီကောင်းကင်တမနေကငါတို့ဘက်မှာ ရှိပြီးမှငါတို့ကိုဉာဏ်ပညာပေးတဲ့သူဖြစ်တယ် knowledge understanding ဘယ်လိုအဲဒီဘဟုတုတမနော် အတိညာအတိုင်ညာကိုသူတို့ပေးတယ်အဲ့ဒါငါတို့ပြဿနာကိုဘယ်လိုဖြေရှင်းရမလဲဆိုတော့ဉာဏ်ပညာကိုသူတို့ကငါတို့ပေးတယ် business business new project project ဆိုတော့စီးပွားရေးလှုပ်လို့ရှင်ဘယ်လိုလုပ်ရင်အောင်မြင်မလဲ project တစ်ခုခုဆွဲရင်ဘယ်လိုလုပ်ရင်အောင်မြင်မလဲသူကငါတို့ကိုအကြံပေးနေတာဖြစ်တယ်ငါတို့အဲ့ဘက်မှာကူညီတဲ့ကောင်းကင်တမန်တွေကအလွန်များတာဖြစ်တယ် rose who are attacking you နင်တို့ကိုတိုက်ခတ်နေတဲ့အဲ့ဒီစာတန်ထက်ဒီကောင်းကင်တမန်ကြီးအရေတော့ကပုံများပါတယ်ဘလူးမာ what is happening ဆိုတော့ဘာသာပြန်တာဒီမှာအဆုံးတတ်တာဖြစ်တယ်ဆိုတော့ဒီပြည့်တက်ထင်မှာကောင်းကင်တမန်ဆင်းလာတာကိုမြင်ခွင့်ရတဲ့အမျိုးသမီးတယောက်အကြောင်းကိုကြည့်ရအောင်ယေရှုခရစ်တော်ကိုယ်တိုင်ဆင်းလာတာကိုတွေ့ရတဲ့အမျိုးသမီးတယောက်အကြောင်းကိုကြည့်ရအောင် တေးရဲ့တချင်းချင်းမှာကျွန်တော်တို့လည်းဘုရားတခင်မျက်စိဖွင့်ပေးလို့မြင်ခွင့်ရတဲ့အခါမှာကောင်းကင်တမန်တွေမြင်ရမှာဖြစ်တယ်ခရစ်တော်ဘုရားကိုမြင်ရမှာဖြစ်တယ်နော်အခုနတမန်ကျမ်းစာမှာရေးထားတဲ့အတိုင်းအေလိရှေကဆွတ်တောင်းတဲ့အခါမှာအေလိရှေရဲ့တပည့်ကကောင်းကင်တမန်ကိုမြင်ခွင့်ရတကယ်လို့ဒီနေ့ယုံကြည်သူတွေဖြစ်ဖြစ်မယုံကြည်သူဖြစ်ဖြစ်ဖြစ်ဘုရားတခင်ဘက်ကနေခွင့်ပြုလို့ရှင်ကတို့မြင်ရမှာဖြစ်တယ်အခုတော့မြင်ရတဲ့သူတွေဘလောက်ထိကြောက်ရွံ့ခြင်းတို့ရောက်တယ်လဲဆိုတာကိုကြည့်ကြမှာဖြစ်ပါတယ် ဖျားသခင်ကြွယ်ဝစွာကောင်းချီးပေးပါစေ။ Many people are here. အားလုံးကိုကိုင်ကြီးပေးတဲ့လူအများကြီးရောက်နေတယ်။များဆိုတော့ကောင်းကင်တမန်တွေကိုရောက်နေတယ်။တချို့ကဒီအလုပ်လုပ်တယ်တချို့ကဟောလုပ်လုပ်တယ်။အဲ့ဒါအားလုံးကဖရာဘုန်းတော်ထင်ရှားစေဖို့ဖြစ်တယ်။ဘုနာဘုရား ဒီအမျိုးသမီးကကောင်းကင်တမန်ကိုမြင်ရတာဖြစ်တယ် What is this from? My name is Chifundo Banda. From where? From Malawi. Uh-huh. Malawi yes. galara. What is it? What is it? Tell us. Ba phira le pyo ba pyo ba. Mama, tell us. Let her tell us. What is it? They are so many, so many, so many. The host of heaven here. Kaung ke tama a mya che sit la de. host of heaven. Host of heaven. Kau ngerti mana sen lah deh. Yesus kita lepas. Mama want to hear from you. <laughs> no. eh? <laughs> 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 what is it? Your name? Chifuna Banda. Uh huh. I'm from Malawi. <laughs> hmm. <laughs> I've been seeing the host of heaven descending. I was seeing Jesus. Yesu Kristo pia umiyare. Erima, erima. Erima yau nera. Cuma pita hode, pita hode. Asyik tua lu miyabu. So many are here concept ကောင်းကင်တမန်များစွာဒီမှာရှိတယ်သူတို့ကမတူညီတဲ့အလုပ်ကိုလုပ်တာဖြစ်တယ်ညများစွာတော့ကောင်းကင်တမန်တွေကနင်းတို့စီးပွားရေးကိုတွားပြီးမှကူညီနေပြီဖြစ်တယ်ဘယ်လိုရအလုပ်ကိုင်းကိုကူညီဖို့ကောင်းကင်တမန်ကိုဆက်လွတ်ထားပြီဖြစ်တယ် My name is Chifundo Banda. I'm coming from Malawi. As the man of God was preaching, he kept on saying that we are many. He kept on saying, I'm not alone. I don't think so on my own. We are many here. And the time he was saying that, I started seeing clouds descending from heaven. prophet ကငါတို့ဘက်မှာကုညီနေမယ်လို့အများကြီးရှိတယ်လို့ပြောတဲ့အခါကျမလည်း live ဆိုတယ်ကျမတယောက်တည်းတည်းမှာရှိတာမဟုတ်ဘူးကျမကိုကုညီမယ်လို့အများကြီးရှိတယ်လို့ပြောနေတဲ့အချိန်မှာပဲ ကောင်းကင်တမန်တွေကအပေါ်ကနေဆင်းလာတာကိုကျွန်မတွေ့ရတာဖြစ်ပါတယ်ကိုလူ and then i saw the the host of heaven nel yokana i saw the host of heaven ကောင်းကင်တမန်များကိုတွေ့ရတာဖြစ်တယ် the angels ne ba malaika and the beings of heaven coming down. So I was trying to resist because, because I thought they were coming towards me. And then he, he, he mentioned again that I do not do things on my own. That's when Jesus appeared on the corner where the, it is lit the Kakande ministry. Yesu tuyara pide. Sura di kaungen tama min kunyare turi ha. ပျော်ပျော်လေးဖြစ်မနေဘူးပေါ့နော်အင်မတန်ထိတ်လန့်ကြောက်ရွံ့ခြင်းတို့ရောက်တာဖြစ်တယ်နောက်ဆုံးပြောလို့ရှိရင် ခြေတော့မခံတော့ဘူးတော့တခါတည်းလန်ထွက်သွားတာဖြစ်တယ်ဒါကြောင့်ဒီဖိလစ်ပိဩဝါဒမှာကြိုပြီးမှရှင်ပုလို့ကရေးထားပေးတာဖြစ်တယ်ကောင်းကင်တတဝါမြေကြီးတတဝါမြေကြီးအောက်မှာရှိတတဝါအားလုံးဟာယေရှုခရစ်တော်ရှင်မှာဒူးထောက်ရမယ်လို့ပြောတာဖြစ်တယ်ကောင်းကင်တမန်တွေ့ကများနဲ့တုံလှုပ်ခြောက်ခြားပြီးမှ ဒူးထောက်သွားပြီးသားဖြစ်တယ်ဒူးကထောက်သွားတာမဟုတ်ဒူးကအရေပျော်သွားတာဒီနေ့လူတွေကကောင်းကင်တမန်ကိုမတွေ့သေးလို့ဒီနေ့လူတွေကယေရှုခရစ်ကိုမတွေ့သေးလို့အမျိုးမျိုးပြောနေကြတာဉာဏ်မရှိနော်ပညာမရှိဉာဏ်မမီတဲ့အတွက်အဲ့လိုပြောတာဖြစ်တယ်ဒါပေမဲ့ဒီနေ့ကောင်းကင်တမန်တကယ်တွေ့တဲ့နေ့ကြလို့ရှင်သို့မဟုတ်ဒီနေ့နော်ဒီယေရှုခရစ်ကိုတွေ့တဲ့အခါကျတော့လူကခြေတော့ကအရေပျော်သွားပြီဖြစ်တယ်အလိုလိုဒူးထောက်ပြေးသားဖြစ်တယ်ဆိုတော့ ဲ့ဒါလေးကိုမိတ်ဆွေကိုဝိညာဉ်ဘုဟုဒ္ဒရာနားလည်ဖို့ကောင်းကင်တမန်နဲ့ဆိုင်တဲ့ဘုဟုဒ္ဒရာနားလည်ဖို့တမန်ကျမ်းစာရဲ့ဘုဟုဒ္ဒရာနားလည်ဖို့ဒီဗီဒီယိုဖိုင်လေးကို တင်ပေးတာဖြစ်ပါတယ်။ဖရာခင်အလုံးကြောဆောကောင်းချီးပေးပါစေ။ I don't know what happened next. And I found myself on the floor. အဲ့ဒီနောက်မှာကျမရှင်မှာဘာဖြစ်တာကျမလုံးဝသတိမရဘူး။ဆိုတော့ तू မကဘာပြောဆိုတော့ I am a sinner. I am a sinner. နော်အရှိကိုမတူရည်ဘူးကောင်းကင်တမရှိနေမတူရည်ဘူးကျမဟာအပြစ်သားပါအပြစ်သားပါလို့ပြောတာဖြစ်တယ်ဒါကြောင့်ခရိယန်တွေပဲဖြစ်ဖြစ်ခရိယန်မဟုတ်တဲ့သူပဲဖြစ်ဖြစ်စောစောစစ်စစ်ကိုယ့်ရဲ့အပြစ်ကိုတတိယဖို့လိုတယ်အဲ့ဒီအပြစ်ကိုအခုကတည်းကနေယေရှုခရစ်တော်ရဲ့အတွေ့တော်နဲ့ဆေးကြောထားဖို့လိုတယ်မိမိရဲ့အပြစ်ကိုဝင်ချတောင်းပန်ထားဖို့လိုတယ်အဲ့လိုဝင်ဝင်ချတောင်းပန်လာပြီးအပြစ်လွတ်ချင်းခံရပြီးမှသာကောင်းကင်တမကိုမြင်ရတဲ့အခါကျမဟာအပြစ်သားပါလို့ပြောစရာအကြောင်းမရှိဘူး ယေရှုနဲ့တွေ့တဲ့အခါကျွန်တော်ဟာကျမဟာအပြစ်သားပါလို့ပြောစရာအကြောင်းမရှိဘူး။ဘာဖြစ်ဆိုတော့ကိုကအချိန်ရှိတုန်းမှမိမိအပြစ်ကိုဝန်ချတောင်းပန်ထားတယ်။အပြစ်ကနဲ့နောင်တရပြီးမှအဖို့ကိုရဲ့ခန္ဓာစိတ်ဝိညာဉ်အတိတ်ကိုမွေးဖွားထားတာဖြစ်တယ်။အဲလိုမပြင်ဆင်တိုင်းရင်တော့ငါဟာအပြစ်သားပါဆိုပြီးမှအကြီးအကျယ်တုံ့လောက်ခြောက်ခြားခြင်းတို့ရောက်မှာဖြစ်ပါတယ်။ကြားတကယ်လို့ကြောဆိုကောင်းချီးပေးပါစေ။ Thank you Jesus ။ယေရှုဖျားကိုကျမကျေးဇူးတင်ပါတယ်။ ဆိုတော့မလာဝေနိုင်ငံကလာတဲ့တရားမျိုးသမီးဟာဒီမှာလာပြီးမှကောင်းကင်တမန်ကိုမြင်ခွင့်ရတယ်။ယေရှုခရစ်တော်ကိုတွေ့ခွင့်ရတယ်။ဒါကသူမအတွက်ဘာနဲ့မှလေးလို့မရတဲ့ဒီဓမ္မရာဇဝင်စတုထဆောင်အခန်းကြီး6ထဲကနမိတ်လက္ခဏာမျိုးသူမလည်းခံရတာ ဖြစ်တယ်။ဒါကြောင့်ဘုရားသခင်ခြေဆိုးလို့ချီးမွမ်းတယ်။ဘုရားသခင်ကိုပုံပေးတယ်။ကြည့်ရှုတဲ့သူအလုံးကိုလည်းပဲယေရှုခရစ်တော်ရဲ့ကေတင်ခြင်းကောင်းကင်တမန်ရဲ့မဆတ်ခြင်းကိုခံစားရပါမည်အကြောင်း イエス様の名前、スッタンメタポバレ。<music>